အလုံးသိတဲ့အတိုင်းပဲပေါ့နော်အာ Opera Miss World Thailand 2025ဖြစ်လာပြီဆိုတော့မေခွန်းနေအများကြီးတခြားစီကောင်ထဲမှာပေါ်လာတယ်ဘာဆိုထိုင်းတွေကိုလည်းမြန်မာတွေကအားပေးကြဆိုတော့ပေါ့နော်အာတခါကြတော့ဒီ Miss World ပြိုင်ပွဲဆိုတာဟာ challenge တအရင်များတယ် sport competition တို့အာပြီးရင် head to head challenge တို့ပြီးရင် top model challenge တို့အများကြီးပဲ Prahita လုပ်ငန်းဆိုတာကလည်းနိုင်ငံပေါင်းစုံကဒိတ်ဒိတ်ကျဲအမျိုးသမီးတွေလာကြမှာဆိုတော့ဒီတလားပဲအချိန်ရှိတဲ့အတွင်းမှာ open အနေနဲ့ဘယ်လောက်ထိပြင်ဆင်နိုင်မလဲ ခြားနိုင်ငံကိုလုံးဝအထင်သလိုမရအောင်နော်တခြားနိုင်ငံတွေရောဟမ်ပြီးရင်နောက်တစ်ခုကကြတော့ Miss Universe Star Runner Up ဆိုတဲ့အနေထားနဲ့ညီမျှတဲ့ဂုံပုတ်ကိုဒီ Miss World မှာ open အနေနဲ့ယူနိုင်ပါမလားမယူနိုင်ဘူးဆိုလို့ရှင်ဒါသူ့အတွက်အာဒါပြောလို့မရအောင်သိခါကြစရာတွေဖြစ်နိုင်ချေရှိတယ်ဟမ်ပြီးနောက်တစ်ခုကကြတော့ဒီအာ Miss World မှာဒီ Thai အတွက်ပေါ့နော် highest placement ယူပေးခဲ့တဲ့ဒီအာ Nicolin ရဲ့နေရာကိုကြော်နိုင်ပါမလား နီကိုလင်းဟာဒီ TPN လက်ထက်မှာ Miss Universe ပြိုင်တော့ပါဘောနော်အာဒီအာ first runner up Miss Miss Universe Thailand first runner up အနေထားနဲ့သူတက်ချခံခဲ့ရတယ်ဘောနော်ဒါပေမဲ့ Miss World မှာနီကိုလင်းဆိုတာဟာဒါ Thailand အတွက် highest placement ကိုယူပေးခဲ့ပြီးသားအမျိုးသမီးဖြစ်တယ်ဆို open အနေနဲ့ around အရန် risk များတယ်လို့မြင်တယ်ပြိဿတွေကဘယ်လိုမျိုးထင်ကြလဲ